ဟုတ်ဘူးလေနော်တချို့ဟာတွေကအစ္စလာမ်ဘာသာရေးဆိုင်ရာစကားလုံးတွေအများကြီးရှိတယ်တချို့ဟာတွေကကုရ်အန်သုံးကုရ်အန်ထဲမှာသုံးတယ်တချို့စကားလုံးတွေကကုရ်အန်မှာမသုံးဘူးမသုံးဘူးဒါပေမဲ့အစ္စလာမ်ဘာသာရေးဆိုင်ရာစကားလုံးပဲတတိယတစ်မျိုးပိုတရိထားဖို့လိုတယ်အဲ့ဒီတစ်မျိုးကဘာလဲဆိုတော့ကုရ်အန်မှာလည်းသုံးတယ်ကုရ်အန်တွေကအဓိပ္ပာယ်အတိုင်းမဟုတ်ဘူးအပြင်မှာသုံးမျိုးနော်နံပါတ်1တချို့ကကုရ်အန်မှာသုံးတယ် အဲ့ဒီလိုစကလုံးမျိုးဟာရှင်းတယ်။တော်ဟိရှင်းတယ်ကုရ်အန်မှာသုံးတာ။အီမန်ရှင်းတယ်။အစ္စလာမ်ရှင်းတယ်။မွတ်စလင်ရှင်းတယ်။မူမင်ရှင်းတယ်။တချို့စကလုံးကကုရ်အန်မှာမသုံးဘူး။ဒါပေမဲ့အစ္စလာမ်ဘာသာရေးဆိုင်ရာစကလုံးအစ္စလာမ်ဒီရဲ့အတိုင်းအဝိုင်းမှာအကြီးအကျယ်မရှူးဖြစ်တယ်ကြော်ကြားတယ်ဒါပဲသုံးတယ်နေ့တူဝါတော်နဲ့ဒါပဲတည်တယ်။ဥမာပါဒါနမတ်ရိုဇာ ဒါတွေကိုမရှိဘူးမဟုတ်ဘူးကျွန်တော်မပါဘူးလို့ကျွန်တော်ပြောနေတာဒီဒီအရာတွေကိုမားနေတယ်ပြောနေတာမဟုတ်တော့တည်ထဏားတဲ့သဘောပေါက်လို့ကျွန်တော်ပြောနေတာပါလေကုရ်အန်မှာအဲ့ဒီဇကလုံးနေကအဲ့လိုဇကလုံးအတိုင်းအတိအကျမတုံးတာဘူးဒါမှမဟုတ်အစ္စလမ်ဘာသာရေးဆိုင်ရာဇကလုံးတတ္တရသမျိုးကပါလေကုရ်အန်မှာတော့တုံးတယ်ဒါပေမဲ့ကျွန်တော်တို့သိနေတဲ့အပြင်က message ကအဲ့ဒီတိုင်းမဟုတ်ဥမာ hijab ကုရ်အန်မှာဒီဇကလုံးရှိဥမာ sober ကုရ်အန်မှာဒီဇကလုံးရှိ ဒါပေမဲ့ကျွန်တော်တို့သိနေတဲ့အဓိပ္ပာယ်ပြန်ဆိုမှုနဲ့ Muslim community ကအုံချနေတဲ့ပုံစံအနေနဲ့တော့နည်းနည်းအံ့မချိတ်ဆက်မိဘူးဖြစ်နေတယ်အခုဒီစကားလုံးလာပြီ tasbih Muslim တိုင်းသိတယ် tasbih ဆိုတာဒါပေမဲ့ကုရ်အန်ကပေးတဲ့ message တွေတော့နည်းနည်းလေးချိတ်ဆက်ဖို့လိုတယ်မလွဲနိုင်ဘူးမမားနိုင်ဘူးเนาะကျွန်တော်ပြောချင်တာက